အင်္ဂလိပ်လိုလေးလှမ်းပြီးသတိပေးတအောင်သင်ပေးမယ်အားဒီလေအဲ့ဒါကိုမထိနဲ့ငါမျိုးသတိပေးရနော်မင်းဝိုးဝိုးမှနေနောက်ဆုံးချောရနော်ချောရနော်ဆိုတာရည်စားကားသွားပြောခိုင်းတာမဟုတ်ဘူးချောနေတယ်စလစ်ဖြစ်နေတယ်လို့ပြောတာ၎င်းကပေါက်ကွဲနိုင်တယ်ခဲ့ဒါတွေအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာလေ့လာရအောင်ကိုယ့်အောင်ပြောတတ်ခြင်းနဲ့ဆိုတူတူလေးတွေပဲစမ်းကြည့်ပါလားခဏလေးချက်ပြီးပြောကြည့်လိုက်ပြီးရင်ဆရာပြောတဲ့ဟာလေးနဲ့ကလေးတက်လိုက်အဲ့ဒါကလေးပါတော့လေအဲ့ဒါကလေးတက်သွားပါပေါ့အဲ့လိုတနေ့စာတနေ့စာကို ကြည့်ပြီးလို့ရှိရင်ရေးအောင်မယ်နော်အဲ့ဒါမှစာအုပ်တုံးနဲ့ဆိုရင်ဒါမှ this is the စာအုပ်ရှေ့မှာဒီရှေ့မှာလဲ this is the စာအုပ်ဒီစာအုပ်တက်ကြည့်ဖို့ this is the အဲ့လိုလေးတွေထားနော်ဆရာတီချာလေးတင်ပေးနေတယ်ကဲဟုတ်ပြီအရင်ဆုံးဗီဒီယိုလေးကြက်ပြီးပြောပြပြီးလို့ပဲဆရာယူစားလိုက်တော့မယ်ဆရာအဖြေတန်းပြောတော့မယ်အဲ့ဒါကိုမထိနဲ့မထိနဲ့ဆိုတဲ့ဟာ inferred တင်မှာ negative inferred လို့ပဲအငင်းနဲ့အမိန်ပေးတာပေါ့နော်မလွတ်ဖို့တားမြစ်တာအဲ့ဒါဆိုဘာနဲ့စရလဲဆိုရင်တဲ့ don't စားတယ်။ဒုံနောက်မှာဗက်စီတို့ဘာမလို့ဖတ်နိုင်ဆိုရင်ဒီမထိခိုင်းတာဆိုတာထိတယ်ဆိုရဲဟာအင်္ဂလိပ်လိုမျိုးခေါ်လဲဆိုရင် touch လို့ခေါ်တယ်။အဲ့တော့ don't touch အဲ့ဒါဒီဟာဆိုရင် this နဲ့တုံးပါပေါ့နော် it တို့တုံးနေရတယ်။ထိုးရဆိုတော့ that နဲ့တုံးမယ်။ထိုးဟာဆိုတာဆိုစကားပြောနေရမှာတော့အဲ့ဒီဟာလို့ဆက်တာပြောတာကို don't touch that အဲ့တော့မထီနဲ့ဒါမှမဟုတ် don't touch it အဲ့လိုလည်းရတယ်။ငါမင်းကိုတတိပေးနေရနော်။ငါဆို subject က i တတိပေးတာ1ပေါ့နော်။ဒီနေရာမှာအခုတတိပေးနေရလို့ယူဆပြီးတော့ I am one in လို့တုံးလေးရတယ်နော် one in one in ဆိုကြားဘူးလားဟို volleyball ပြပါလို့ရှိရင် one in ပြီး point လာပြီ one in ဆိုတတိပေးနေပြီနော်မင်းတို့ရှုံးတော့မယ်ဆိုရင် one ဆိုတတိပေးရဆိုတဲ့တပိတ်တဲ့အတိပဲပါတာဟို I am one in ဘယ်သူကိုတတိပေးလဲ you အမေကတတိပေးနေရနော်ဝေးဝေးမှနေဝေးမှနေရတော့လွယ်ပါတယ် stay away အဝေးဝေးမှနေပြီးသွားပြီနော်မှတ်ထားမှတ်ထားနောက်ဆုံးနောက်ဆုံးဆိုလို့ရှိရင်ခြေလှမ်းလေးတွေကိုအင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် step လို့ခေါ်တယ်ဒီ step ကခြေလှမ်းလှမ်းတယ်လို့လည်းအတိပဲထွက်တယ် ဘယ်လိုခြေလက်ပြန်လာမလဲနောက်ကိုပြန်လာမှာနောက်ဖက်ကိုအင်္ဂလိပ်လိုပြောခါလဲဆိုရင် back လို့ခေါ်တယ်အဲ့တော့ step back ဆိုတာနောက်ဆုတ်လို့ပြောတာကဲလာပြီချောတယ်နော် you are beautiful လို့ပြောမှာမဟုတ်ဘူးချောနေတယ်အဲ့တော့ဘယ်လိုခေါ်လဲဆိုရင် slippery လို့ခေါ်တယ် slippery က adjective ဖြစ်တယ်ကဲ adjective ဆိုရင်ရှေ့ရ30 series english sound တက်ကြည့်လို့ series ကိုကြည့်ရလို့ဆိုတည်တယ်ဒေါနဲ့ဆုံးတဲ့ကောင်းဒီဒီဖြစ်အောင်ရှေ့မှာ amis ာထည့်ရမယ် subject မရှိဘူးအဲ့ဆိုရင်အတူဖြစ်တဲ့ idea ထည့်မယ်ဒေါကိုဒီဖြစ်အောင် is ထည့်လိုက်မယ်အဲ့တော့ it is slippery ဘာဖြစ်နေလဲဆိုရင်ချောနေတယ် ၎င်းကပောက်ကွဲနိုင်တယ်၎င်းကကြတော့ it ပောက်ကွဲတာဘယ်လိုခလဲဆိုရင် explode လို့ခေါ်တယ် explode the verb ဒါပေမဲ့လုံးဝပောက်ကွဲမှာလားပောက်ကွဲနိုင်လားဆိုတော့ပောက်ကွဲနိုင်တယ်ဆရာသင်ထားပြတာ CN can နိုင်သည်ဆိုရာလေးသင်ထားပြတယ်ဒါပေမဲ့ CN can ဒီလုံးဝကျင်းတယ်လုံးနိုင်တယ်100%တရားရဲ့ဟာမျိုးမှာသုံးတာဒါကပြောလို့တော့မရအောင်ပောက်ကွဲရင်လည်းပောက်ကွဲမယ်မပောက်ကွဲရင်လည်းမပောက်ကွဲဘူးပောက်ကွဲနိုင်တာ50 50ပဲဆိုရင်ဖြစ်ကောင်းဖြစ်နိုင်တယ် ပြောမယ်ဆိုရင်ဖြစ်နိုင်ခြေသေး90%အောင်လုံးပဲရှိတဲ့ခါဆိုရင်ဆက်ကခံကိုမသုံးမဲ့နဲ့ပေါက်သုံးလဲဆိုရင်မေကိုသုံးလို့လည်းရတယ်နောက်တစ်ခုဗတ်တဲသုံးလို့ရတယ်ဆိုရင် might သုံးလို့ရတယ် might ကိုမေရဲ့ value နေနဲ့သုံးလို့ရတယ်လို့ဒီအတိုင်းမေအစားအစားထုတ်ပြီးတော့လည်းဒီလို speaker မှာသုံးလို့ရတယ်အဲ့တော့ it may explode ဒါမှမဟုတ်လည်း it might explode လကောက်ကဘာဖြစ်လဲဆိုရင်ပေါက်ကွဲနိုင်တယ်အဲ့ဒါမှ may might ဆိုတာ model bus ဆိုတာဒီကောက် first zero သုံးရမယ်လကောက်ကဘာဖြစ်လဲဆိုရင်ပေါက်ကွဲနိုင်တယ် first zero မဟုတ်လို့ s မထည့်ရနော် may might မပိုင်ရင် ita ဒီတစ်ခုချင်းဖြစ်တဲ့ကြောင့် s ထည့်ရမှာအဲ့တော့ခောက်လိုက်ပြော don't touch that I am warning you, Step away. Step back. It is slippery. It might explode. So, don't ဆိုတော့ဒီနေ့မှာအတုံးတုံးတစ်ကလေးထပ်ပြီးတော့လေ့လာလိုက်ရပြီဆက်ပြီးတော့လေ့လာပါကြိုးစားပါ fight တယ်ပါ